နန်းတွေခြေလမ်းကိုတွတ်တွတ်လှမ်းနေမိတယ်။ရှိတဲ့တဲ့ကောင်းငင်ပေါ်မှာလည်းနာမင်းကြီးကအတော်အတန်ဝိုင်းဆက်ဆာပြူနေပါပြီ။ကျေမုံလေးတွေလည်းဟိုတစက်တီတကွက်နင်းလက်နေကြပြီ။အစောကတမျိုးလုံးကုန်ပြီထင်ရအောင်လမ်းပေါ်မှာလူတွေဖွေးဖွေးလှုပ်ရဲပါ။ပွဲတပင်းရဲ့နောက်ဆုံးရက်ဖြစ်နေတော့ဇက်ပွဲကိုတဲတဲလှုပ်အားပေးဖို့ခြိတက်နေကြပြီလေ။ဒါပေမဲ့နန်းတွေခြေလမ်းတွေကတော့ပွဲကင်းရှိရာကိုဥတီမနေပါဘူး။ အားလုံးနဲ့ဆန့်ကျင်ရာကိုစိတ်မောမောနဲ့အစောတလင်းသွားနေမိရဲ့။ဆော့ဖြူတဏီကုံပျောက်ချက်သားကောင်းနေပါရဲ့။အရင်နေ့များဆိုခုချိန်ဆော့ဖြူသူ့အိမ်ကိုရောက်နေပြီ။ဦးတိန်ခိုတဲခင်းနဲ့ညက်လီစာကိုစားလင်းစားမစားရင်ပွဲခင်းသွားဖို့တငယ်ချင်းနှစ်ဦးလမ်းပေါ်ရောက်နေကြပြီ။အချင်းရတော်လင်းနာတော်ရောက်မလာသေးသည်မို့စိတ်ဘူးကစောဖြူရှိရာသို့လိုက်လာခဲ့ခြင်းဖြစ်ပါတယ်။သူ့ကိုမြင်တော့ဆိုင်အိမ်တော်ဝန်ထမ်းတွေကဥညွတ်ကအယူအသိပြုကြတယ်။ ားတို့ပြန်လာကြပြီလားကွတလွန်ညောင်ဆောင်ပေါ်ထိုင်ကနိုင်ယူနေသောစောဖြူဖခင်ကြီးကသူ့ကိုမြင်တော့ဝမ်းသာအဲလဲမိတာတယ်သူဘာပြန်ဖြေရမှမသိခဲ့ဘူးဒါနဲ့မင်းတငယ်ချင်းစောဖြူရောဗျာကျောင်းရသွားတော့သူ့ပုံစံကြောင့်စောဖြူဖခင်ကြီးမစိုးတလောက်လေးမျက်မှောင်ကျုပ်သွားတယ်စောဖြူအိမ်မှာမရှိဘူးလားမနက်ကလေးကမင်းနဲ့အပြင်သွားမယ်ဆိုပြီးထွက်သွားတယ်။ဒီတခါအန်အောရသူကနန်းရွယ်ကိုယ်တိုင်မှာ ကျွန်တော်စီမလာပါဘူးနောက်ပြီးအပြင်သွားဖို့လည်းမပြောထားဘူးဖခင်ကြီးခမရရုပ်ချင်းမျက်နှာအိုကျသွားတယ်ရှင်မရေရှင်မအိမ်လွင်းကိုလှမ်းအောင်တော့စောဖြူမိခင်ကြီးမှရေကြီးတုတ်ပြပြေးထွက်လာလေရဲ့မင်းသားအစောတော့လှုပ်လိုက်ပြန်ပြီကွာနန်းတွင်လာမှပဲတီးတော့တယ်မင်းသားသူ့စီမလာဘူးတဲ့အပြင်သွားဖို့မပြောထားဘူးတဲ့ဟုတ်တော့ရွေးရဘက်ဟိုတစ်ခေါက်လိုစက်စင်းတိုက်ပြန်ပြီထင်တာပဲမင်းစီကအတပြာတောင်းသွားသေးလား ယူတော့ယူသွားတယ်။ဘလောက်လဲ။300လောက်တော့ရှိမယ်ထင်တယ်။ဖခင်ကြီးမမကြေမချမ်းစုတ်တပ်ပြီးခေါင်းကိုရမ်းနေ။ကဲဒီလိုဆိုတော့လေခုထိမင်းသားပြန်မလာသေးဘူး။လူလှုပ်ပြီးရှာခိုင်းမှရအောင်တော့မယ်။မတော်မူယူပြီးပြဿနာရှာနေမှဖြင့်။စောဖီတို့တအိမ်သားလုံးပြာရခတ်သွားကြပါရဲ့။ဘလောက်ပဲဆိုဆိုပန်းသင်းဆက်ဆံရေးပိုင်းမှာစောဖြူကခေသူမဟုတ်တာကြောင့်ဒုက္ခတော့မရောက်တော့ပါဘူး။ ဒီလိုဆိုတော့စိတ်မကောင်းစွာနဲ့ပဲလူကြီးများကိုနှုတ်ဆက်လို့ပြန်ခဲ့ရတယ်။စော်ဖြူမိခင်ကြီးခမယာသူ့ကိုကျေးဇူးတင်စကားတွေတဖွာဖွာပြောလို့စော်ဖြူမှာမောင်နှမသားချင်းမရှိပါဘူး။စိတ်ထင်ရလောက်တတ်တဲ့ဇေယိုက်ရှိတဲ့အပြင်အတပြာကိုပေါပေါလောလောသုံးနိုင်တဲ့တထေးသားတခုဖြစ်လေတော့ပိုဆိုးတာပေါ့။သူလမ်းပေါ်ရောက်တော့ပဝန်းကျင်မှာလာရောင်ကလွဲပြီးကျန်တာဘာမှမရှိတော့ဘူး။အချိန်နေထားရပွဲခင်းနဲ့မြင်မြင်ရောက်ဖို့လိုနေပါပြီ။ ယမင်းရုပ်ကလေးရဲ့ကာကျိုးစင်ပွဲကိုယနေ့နောက်ဆုံးကြီးခွင့်ရခြင်းမဟုတ်ပါလား။စောဖြူမပါပေမဲ့လည်းယမင်းရုပ်လေးနဲ့တွေ့နိုင်မယ့်လမ်းကိုသူတယောက်တည်းရှောက်ရပါလိမ့်မယ်။ဇယုံထဲမှာကအချင်းစောပေမဲ့လူရပြည့်နေပြီ။လိုက်ကလေးရှိကိုရောက်လာပြန်တော့လေကလထိုင်တဲ့အဆောင်ကယနေ့မှတ်မိကုန်ပါပဲ။ကြွပါတထီလေးမင်းသမီးရောဇက်စရာရောအထဲမှာရှိပါရဲ့။လိုက်ကရဲ့အခြားတစ်ဖက်ကမင်းကထက်မပိုသောထိုင်းမိုင်းမှုမျိုးနဲ့သူ့ကိုစီကြိုနေတယ် ဟာတတိလေးပါလားသူကိုမြင်မြင်ချင်းဇက်စရာကပြပြတလဲအနာရောက်လာတယ်။နောက်ပြီးဘာကြောင့်မှမသိနှစ်ကိုယ်တည်းကြားယုံလောက်လေးတမ်းမျိုးနဲ့တူတူဆိုလေးရဲ့အမင်းသူစားနေမကောင်းဘူးတတိလေးစီးတောက်ပြီးမိမ့်နေတယ်။ဟင်ခန္ဓာကိုယ်ရဲ့ဘယ်ဘက်တနေရာက အလိုလိုပြုတ်လုတဲ့ဝရိယရှိပုံမျိုးနဲ့စုကနေအောင်သွားတယ်။ဘာဖြစ်လို့လဲပင်မန်းသွားတယ်ထင်ပါရဲ့ဗျာ။တော်တော်ဆိုးတာလားစီးစရာမပြဘူးလား။ ဆိုရင်တကြီးမေးမိတော့လဲဇက်စရာပုံစံကတော့ဝိကြည်တန်းကြီးထက်မပိုပါဘူးတိတ်တော့လဲမစိုးရင်ရပါဘူးဒါမျိုးကယမင်းသူစားဖြစ်နေကြပါဒီညကဘူဟာရောမတက်နိုင်ဘူးလေသူမကလို့မမရတာရုံဝင်ကားတွေလက်သိမ့်မိသွားပြီဆိုတော့တခုခုများမှားနေသလားဇက်စရာစကားကတာဝန်မဲ့လွန်းနေထင်မိတယ်ရှင်ဝင်ကားတွေတိမ်မိတာနဲ့ပဲစမ်းမကြီးမကောင်းတဲ့လူကမကမဖြစ်ထွက်ကြရမယ်ဆိုတော့ကျွန်တော်ကြည့်လို့ရမလား ဇက်စရာအနေငယ်ဥတုအန်တန်ဖြစ်သွားပါတယ်ပြီးတော့မှရတယ်လေလာပါဇက်ရံမင်းသမီးတချို့ဖီလိန်ပြင်ဆင်နေကြတယ်လူရှင်တော်နှစ်ဦးကပြက်လုံးတိုက်နေတယ်အဖြစ်ကာရန်ထားတဲ့လိုက်ကတွေတစ်ခုပြီးတစ်ခု ဖြတ်ကျော်ပြီးသွားစင်မှာတဆောင်တနန်းနဲ့နေရာလေးတစ်ခုကို ရောက်လာပါတယ်ဖြတ်ကျော်လာသမျှတွေထက်တက်ရက်တန်ရှင်သောယာယီအခန်းငယ်လေးတစ်ခုပါစက်စရာကလိုက်ကလေးတစ်ဖက်ကိုလှမ်းပြီးအတွင်းကိုကြည့်ကနန်းရွယ်ကိုတူတူပြောတယ် မိနေတော့မယ်။စိုးရင်စိတ်အပြင်းနဲ့နန်းရွယ်ကြည့်မိတော့ကရင်လေးတလုံးပေါ်မှာယမင်းရုပ်လေးတစ်စောင်းလှဲနေရှာတယ်။အခန်းဝမှာသူတို့ရောက်နေတာကိုသိပုံမပေါ်ပါဘူး။ဖြစ်နိုင်ရင်ဒီညသူ့ကိုပေးမကပါနဲ့လားဗျာ။ဘယ်ဖြစ်မလဲတထေးလေးရဲ့ကျုပ်တို့အမှုပညာတွေရေးဆိုတာပြိတ္တအပိမှုနဲ့ယက်တီရတာလေ။ကမယ်လို့ဂရိခံမိမှထွက်မကရင်ပြိတ္တကိုစော်ကားတလို့ဖြစ်သွားမှာပေါ့။ကျုပ်တို့ဇက်အဖွဲလည်းနာမည်ပြတ်သွားလိမ့်မယ်။ ယမင်းသူစားကိုယ်တိုင်လဲဘန်းကောင်းအညွှန်းချိုးခံလိုက်ရတယ်လို့ဖြစ်သွားမှာအဲ့ဒါတွေတော့သူနားမလဲပါဘူးနားမလဲတဲ့အတွက်လဲပြန်လဲခြေပစရာစကားမရှိခဲ့ဘူးနောက်ဆုံးညာဆိုပေမဲ့ယမင်းသူစားလဲကျမ်းမာရေးမကောင်းတော့အလောတကြီးတော့မပြန်ဖြစ်ကြဘူးမလားဟူးဆက်စရာကတပြင်းချတယ်မရဘူးတထေးလေးနေလေကပဲနေပြီးတော့ကစာပါလာတယ်မိုးလင်းတာနဲ့ကြောက်တို့ပြန်ရမှာဟင် အားလုံးတော့မဟုတ်ပါဘူးကျုပ်ရဲ့ယမင်းသူစားရဲ့သူ့ဝေယဝဲစားအတွက်ခလီတယောက်ရဲ့ပေါ့ကျန်တဲ့သူတွေကတော့တင်စီပြီးဖြည်းဖြည်းမှပြန်ကြမှာချက်ချင်းကြီးပါလားအရေးကြီးလို့လားမနေ့ကယမင်းသူစားပြောတာတော့နောက်ပွဲလည်းမရှိဘူးဆိုပွဲကားဖို့မဟုတ်ပါဘူးတထေးလေးရဲ့တခြားကိစ္စတစ်ခုပါနေပြီးတော့ဘက်မဟုတ်ဘူးဇေယတီပတ်တိုင်းထီသွားရမှာတိတ်တော့မကြပါဘူး၅ရက်တပတ်ပေါ့ ယမင်းသူစားအစာရင်မောမိတော့တယ်။နေမကောင်းလျက်ကြီးနဲ့ဘလို့များခရီးထွက်မှာပါလဲ။တခါတခါကြတော့လဲကျုပ်တို့မှာညင်းလို့မတင်တဲ့ကိစ္စတွေရှိတယ်တတိလေးရဲ့။လောကဆိုတာဒီလိုပါပဲ။စိတ်ချပါတတိလေးယမင်းသူစားဆိုတာကျုပ်ရဲ့တမီးရင်းဒီတယောက်လိုပါပဲ။ဟိုးအရင်ကတည်းကအကောင်းဆုံးဆိုတာတွေပဲကိုပံ့မိုးပေးခဲ့တာပါ။နေပြီးတော့ရောက်ရင်လဲဆရာကောင်းတမကောင်းနဲ့ပြမှာပါအခုပွဲကလည်းဘလို့မှကိုဖြတ်လို့မဖြစ်လို့ပါ ။နောက်ပြီးယမင်းသူစားအကြောင်းတထေးလေးမသိသေးလို့ပါ။ကျုပ်ကနားခိုင်းရင်တော့နားမယ့်မိမသားမျိုးမဟုတ်ဘူး။ပရိသတ်ကိုကားပြဖြောပြနေရရင်ကိုကျန်နာရီအကုန်မေးပြီးအကျဉ်းနဲ့ကြီးကြီးနဲ့နေတဲ့မိမသားမျိုးလေး။ဒါကိုတော့ယုံပါတယ်။ကျင်းနဲ့လို့လဲတပွားလုံးပေးထားတာပေါ့။နောက်ဆုံးတော့ပါလာသည်။အတပြားအလုံးကိုဇက်စီရလက်ထည့်ပြီးဖြစ်တယ်။ယမင်းသူစားရဲ့ကျမ်းမာရေးအတွက်မေတ္တာလက်ဆောင်လို့ပဲသဘောထားပေးပါဗျာ။ ီတစ်ချိန်တော့မနေ့ကလိုဇက်စရာမျက်နှာအယောင်တောက်မသွားဘူးအာတုံအာနာဟန်တွေတောင်ထူးထူးခြားခြားပေါ်သွားသေးတယ်ကျေးဇူးပါပဲတတိလေးရဲ့တတိလေးတို့မျိုးလာကရတာကျုပ်တို့ဇက်ဖွဲ့ဖြင့်နှက်ပြီးရောက်ရတယ်လို့ပါပဲဗျာအာပိရပရိသတ်ကလည်းများတတိလေးတို့လိုမိကောင်းဆွေကောင်းနေနဲ့လည်းတွေ့ရနဲ့ကျုပ်တို့ပြန်နေဆိုပေမဲ့လည်းနေပြည်တော်ရောက်ရင်အချိန်မရွေးကျုပ်တို့ဇက်ဖွဲ့စီဝင်းမထွက်ပါတတိလေးတို့ကိုကျုပ်တို့တစ်ဖွဲ့လုံးအမြင်အမှန်ရနေမှာပါ လိုက်ကလေးကိုလှက်လို့မြမင်းရုပ်လေးကိုနောက်ဆုံးချိန်ကြည့်မိတယ်။အင်းခွဲရတော့မေကွယ်။ဇက်စင်နဲ့အနီးဆုံးမှာရရင်စိုးတထိတ်ထိတ်နဲ့စောင့်မျှော်နေမိပါရဲ့။တကောင်ချိန်နီးပါမှခုနှစ်ထွေးကကျိုးတွေနဲ့တကွင်းလုံးသေးသေးလို့စောင့်မျှော်နေတဲ့မင်းသမီးလေးစင်ပေါ်တက်လာတယ်။နေမကောင်းဖြစ်ထားတော့လဲခေါင်းခါခြေလက်အကုန်လုံးလို့အကောင်းဆုံးတင်ဆက်ပေးသွားခဲ့တယ်။လေးစားပါရဲကွယ်။ ။တချင်းလေးတပုတ်လဲဆူသွားရဲ့။ခွဲရတော့မယ်ချေရသူရဲ့တဲ့။အုံမိုင်းနဲ့မနက်ခင်းတော်တော်များများကို သူကြုံခဲ့ပူပါတယ်။ဒါပေမဲ့ဒီနေ့မနက်လောက်ပဲရာမှလွန်းလွန်းဆွတ်ဆွတ်ရှိမနေခဲ့ပါဘူး။မိုးစင်စင်လင်းသွားပြီးတဲ့အချိန်မြူရီဆိုင်နေစေမှုညင်ဝင်းကအမောင်ကြီးဝိုးတော်ဆန်လွန်နေတယ်။ပြီးတော့သူ့အထင်မိုးတိမ်တချို့တောင်တက်ဖွင့်ဖို့ထူးထူးခြားခြားပြင်ဆင်နေသလားပဲ။ လွန်ခဲ့တဲ့နှစ်ဤတော်တော်များများကတော့အေရဲ့အိနီယာဟာအလွန်တရာမှတိုက်မြိုက်စီကားခဲ့တဲ့ပွဲခင်းကြီးတစ်ခုပါအခုတော့စုံမြင့်ပစ္စည်းများစွာရဲ့ကြားမှာမတိနိုးတဝက်အိမ်မက်တွေနဲ့အကြီးတန်းကနေပါတယ်ပရိသတ်ကြိုက်နှစ်သက်တဲ့ပွဲလမ်းသဘင်ဖြစ်ခဲ့တယ်လို့ရောင်းဝယ်ဖောက်ကားသူတွေလည်းအခြေလာခဲ့ကြပါတယ်စကားနဲ့ပြောရရင်အောင်ဖြာလိတ်ခဲ့ကြတယ်ပေါ့သို့တော်လည်းအောင်ဖြာမလိတ်နိုင်သူတူတူကတော့ပွဲခင်းလေမှာထီတီကြီးရှိနေပါတယ် သူပေါ့ဇက်သမားကိုယူယူမှုမှုချစ်မိသွားတဲ့ခုနှစ်ထွေးငမိုက်သားတယောက်ပေါ့ဇက်ပွဲသိမ့်မိမဲ့သူအိမ်မပြန်ဖြစ်သေးဘူးယမင်းသူစားလူရေးထူထားတဲ့ဇက်ပွဲကြောင်ညာပကြီးကားကြီးကိုအကြောင်းမဲ့ငေးနေမိတယ်ခုချိန်ဆိုတညာလုံးကပြဖြိုပြီးတင်ဆက်ခဲ့တဲ့တပင်အမှုပညာသည်များအိတ်ဆက်အနာယူနေကြလောက်ပြီးထင်ရဲ့တချို့လဲယခုမှအိတ်ဆက်ဖို့စူးစမ်းနေကြတာလဲဖြစ်နိုင်ပါတယ်သူ့ရဲ့ယမင်းယုံလေးရော ိတ်ဆက်နေမှာလားသူမဟုတ်အိတ်မရအောင်နေမကောင်းဖြစ်နေမှာလားဖြစ်နိုင်ရင်တော့ဇဲယုံနောက်ထီဝင်ပြီးရမင်းသူစာကိုတွားကြည့်ပေးစင်တာပါဘီယူဆိုင်သူရှိကောင်းရှိနိုင်ပေမဲ့သူစိတ်တိတ်မချခြင်းမူလေမြောက်လေးအေးအေးကနှာတိဖြားကိုလာရိုက်တယ်မုတ်တုံဆန်နဲ့လေးအေးအေးကိုရှူရှာရတော့လဲသူ့ရင်ကိုအေးမလာစေပါဘူးတကယ်တော့ သူစပင်မျက်နာနဲ့အဝေးစားတော့မှာယာတီဥရုရဲ့လွန်လွန်ကဲကဲချေလဲမှုကြောင့်အေးစက်နေပါပြီ။ကိုကိုကိုပြန်ကုန်းကြည့်ပြီးဘာကြောင့်ရဲ့မသိပြုံးမိသွားပါရဲ့။နဗီနာမှာသူလူကိုလိုရကြည့်နေသူတွေမရှိတဲ့အတွက်လဲကျေးဇူးတင်မိရဲ့။ရုပ်စွာအဆုံးစောဖြူတောင်ရှိမနေပါဘူး။ဒါဟာအချင်းဆိုတဲ့အလံတော်တစ်ခုအောင်မှာသူတယောက်တည်းသာမမမမရှိနေကြောင်းဘသူတွေတီးတီးမတီးတီး ကိုယ်တိုင်သာသိတဲ့သက်သေတွေပါပဲချလင်းချလင်းချလင်းချူတန်လီနဲ့အတူမြင်းခွာတန်းအချို့လူလူကိုနောက်ဖက်စီကကြားလိုက်ရတယ်လက်ကြည့်မိတော့မြင်းဝဲတွေတိုင်းနေတာကလွဲလို့ဘာမှမမြင်ရဘူးအတန်ကတဖြည်းဖြည်းရုံလုံးပေါ်တရက်ပေါ်လာပါတယ်အတော်ကြာကြီးနေမှအဖြူအောင်အုံမိုင်းမိုင်းမြူကလကကြားကနေတကောင်ဆွဲမြင်းလေးလေးတစီထွက်ပေါ်လာတယ်တည့်ရတော့အပြင်စင်နဲ့စိတ်ကူးရင်စရာကောင်းတဲ့မြင်းလေးလေးပါ ြင်းလဲမောင်သူကမျက်နာသာဖော်ပြီးဆောင်းကြီးတစ်ထည်ကိုတကိုလုံးလုံးအောင်ခြုံထားတယ်။မြင်းလဲလေးကသူ့နဲ့မလန်းမကန်းမှရက်သွားလိရဲ့။မြင်းကိုဇက်တက်လို့လက်နံတိုင်းမှာကျိုးချီပြီးသဲเสียခုံချင်းလာတယ်။ပြီးတော့ရက်နေတဲ့သူကိုနားမလည်နိုင်သလိုရောင်အားအားကြည့်ရင်ပွဲခင်းတဲ့ကိုတုတ်တုတ်ဝင်သွားလိရဲ့။မကြပါဘူး။ဝင်သွားတော့ကအတိုင်းပဲတုတ်တုတ်ပြန်ထွက်လာတယ်။ ပြီးတော့လှဲကိုလာရလမ်းဘက်ပြန်လှည့်ရင်တစုံတရာကိုအတင်းဆောင်မျောနေတယ်။ထင်ထားသလိုမျိုးဖြစ်ပါစေနဲ့လို့ဆူတောင်းနေတဲ့ကြားကသူ့ဆူတောင်းမပြေခဲ့ပါဘူး။ယမင်းသူစားဆိုတဲ့ကြောင့်ညာပကြီကားကြီးအောက်ကဖြတ်ပြီးလူသုံးဦးထွက်လာနေပြီလေ။လွယ်အိတ်ကိုတစောင်းလွယ်လို့ခေါင်းပေါင်းစကိုကြစ်ကြစ်ချီထားတဲ့ဇက်စရာပြီးတော့ချီပဝါမှိုင်းမှိုင်းလေးတထဲကိုကိုမပတ်ရင်လှုပ်လီလှုပ်လဲခြေလန်းနေတဲ့သူ့ရဲ့ယမင်းရုပ်လေး။ သူတို့နှစ်ဦးနောက်မှာမှတကောက်ဖာပိုက်ထားတဲ့မိန်းမငယ်တယောက်သူ့ကိုတွေ့တော့ရှေ့ဆုံးမှလျှောက်လာသူဇက်စရာအံ့ဩသွားတယ်ဇက်စရာကတခွန်းဆူလာတယ်အချိန်တော့ရပါသေးတယ်တထီးလေးနဲ့တိုက်တိုက်ဆိုင်ဆိုင်ကြုံရတာကန်ထူးတယ်ငါတို့လှဲဘော်ကစောင့်နေမယင်မင်းသူစားတထီးလေးကိုနှုတ်ဆက်လိုက်ပါဦးဇက်စရာနဲ့တူတကောက်ဖာပိုက်ထားတဲ့မိန်းမငယ်လေးတဦးသူ့ကိုဖျက်ကျော်ကသွားတယ်ဖြစ်နိုင်ရင်ဒီနေရာမှာပဲအချိန်တွေကိုရထားလိုက်ခြင်းနဲ့ကွယ် တကယ်ပါပွဲပြီးကလေးကဒီနေရာမှာပဲရှိနေတာမလားယမင်းရုပ်လေးကသူ့ပုံစံကိုတွေ့ရလေးကြည်ရင်ဆိုလာတယ်သူမငင်းဖြစ်တော့ပါဘူးခေါင်းမငင်းပြလိုက်တယ်ဒီလောက်မြူခိုးရတဲ့အိမ်မပြန်မဲဘာလို့များရက်နေရတာလဲရှင်ရဲ့ရှင်ရဲ့ဆိုတဲ့စိတ်မသက်သာဖွယ်အပြောလေးချောင်းသူပြုံးမိသွားတယ်အိမ်လည်းမပြောင်းချင်သေးလို့ပါပြီးတော့ဒီနေရာလေးမှာလည်းဆက်နေချင်သေးလို့ တပြင်းချတန်တဲ့တွေကိုကြားလိုက်ရတယ်။မင်းညပွဲမစခင်ကျွန်တော်ရောက်လာသေးတယ်။ဆရာပြောပါတယ်။ခူရောတက်တာရဲ့လားဘလို့နေသေးလဲ။သူစားရဲ့ခန္ဓာကိုယ်ကအရန်ပင်ပန်းသွားရင်အဲ့ဒီအတိုင်းပါပဲ။နားလိုက်ရင်တက်တာသွားရော။မင်းကသူလာသွားတဲ့အချိန်သူစားနားနေတာလေ။နင်းနင်းချိုက်ချိုက်လေးအိပ်ပျော်သွားတယ်ထင်နေ။အဲ့ဒါကြောင့်ညကသူစားထွက်ကနိုင်တာအခုတော့တက်တာနေပါပြီ။ ဒါပေမဲ့မပေါ်ပါနဲ့အုံးတော့အိမ်ရောက်ရင်လဲစီးစရာနဲ့ဆက်ပြပါနောက်ပြီးပြောတဲ့မပြောတဲ့စဉ်းစားရသေးတယ်ရမင်းရုပ်လေးရဲ့အခြေအနေကိုသုံးသပ်ကြည့်ပြီးတော့မှတိတ်လဲအပင်မမခံပါနဲ့လားရမင်းရုပ်လေးတူရှာရှာရဲ့လေးရဲ့ဒါပေမဲ့သူမရဲ့ရဲ့တန်းနီမှာအသက်မပါပါဘူးကျမတို့ဘဝကရှင်တို့လိုမဟုတ်ဘူးတထေးလေးရဲ့ကိုဘဝကိုကိုပိုင်တာမဟုတ်ဘူးပင်မလို့ဘလောက်ပဲနားကျင်နားကျင်ကံကြမ္မာကနားခွင့်ပေးမလားဘူး တခါတလေကြတော့လဲကိုဘဝကိုစိတ်ပြတ်မိတယ်။ဖះရှိရောက်တိုင်းလဲဆူတောင်းပြပါတယ်။ပင်မလာတာနဲ့နားခွင့်ရတော့ဘဝရရပါလို့ဤလို့ကိုကိုတိုင်းကပဲညံနေလေတော့ယမင်းရုပ်ကလေးရဲ့ပြောစကားကိုအပြည့်အဝနားမလဲနိုင်ခဲ့ဘူး။သူမကတော့သူမရဲ့ပင်ကိုဟန်လေးအတိုင်းတွေ့တွေ့လေးကြည်လာပြန်တယ်။ဘာပဲဖြစ်ဖြစ်ပါလိဒီမျိုးလေးမှာကားပြဖြောပြခွင့်ရခဲ့တာကိုတော့တကယ်ပဲပေါ်မြောက်မိပါတယ်။အစောလက်မျိုးသူမျိုးသားတွေကိုလည်းချစ်တယ်။ ရောက်နေစဉ်အတွင်းကြီးကျူးဆောင်မှပေးခဲ့တဲ့တတိလေးကိုလည်းတကယ်ကိုကျေးဇူးတင်မိပါတယ်။မဟုတ်တာဗျာကျွန်တော်တို့ကအင်ရှင်မဲအဝတ်ကြီးရမှာပေါ့။တကယ်ကစကားမှာတဝက်တစ်ပြက်နဲ့ရက်သွားပြန်နေ။သူစီကထွက်လာမဲ့စကားကိုယမင်းယုတ်လေးမှာငန်းနေနေပြန်တော့ကောင်းကောင်းကောင်းပြီးသားနှုတ်ထွက်စကားကိုတူတူဆုံးမိတယ်။ကျွန်တော်တို့ကိုယမင်းသူစာမိသွားမှကိုပဲစိုးရိမ်နေမိတာပါ ခန္ဓာကိုယ်လေးကိုတဲ့တဲ့လှုပ်ရမ်းလို့ရဲပါတယ်။တတိလီကစီးပွားရေးအပြင်ကြပြားရီစာရီလည်းရေးတယ်ထင်တယ်နော်။ဘာလို့လဲ။အတွေးတွေကအရန်ကြပြားဆန်နေလို့။ရင်ဘက်ရဲ့အတွင်းတနေရာမှာမဆိုးတလောင်လေးအောင့်သွားမိရဲ့။စိတ်ထဲကလည်းမချစ်တင်ခဲ့ဆိုမိသွားတယ်။ကြပြားဆန်တာမဟုတ်ပါဘူးကွယ်။လူသားဆန်တာပါ။လူသားဆန္ဒမှာအချစ်ကိုအချစ်လိုနဲ့နဲ့ဆိုင်ဆိုင်ခံစားတတ်တဲ့ရှေးခေတ်လူသားဆန္ဒပါ။အေးလေငါလိုလူမျိုးကလည်း တခစ်တယောက်တောင်မပေါ်တတ်လေတော့ဘသူကိုမှအပြစ်မဆိုကျင်တော့ပါဘူးစိတ်ချပါတထီလေးကိုရောဟောဒီအစောလက်တမျိုးလုံးကိုရောသူစားပေတော့မှမမေ့ပါဘူးယုံယုံရဲရဲယုံမိပါစေလို့ပဲဆုတောင်းမိပါတယ်ခွဲရတော့မယ့်အရေးကြောင့်စိတ်အစင်မှာတနေ့နေ့ဆုတက်လာလို့လဲနောက်ထပ်ပါစကားမှမဆိုမိတော့ဘူးချလင်းချလင်းလေဇံမွေးပဲခါလိုက်တာလားလေဇံမွေးမခါခါအောင်မင်းကိုတမင်လုံးလိုက်တာလားမသိပါဘူး သူတို့ရဲ့ကြောဘက်မလန့်မကန့်မှာရက်ဆောင်နေတဲ့မြင်းလေလေးစီကအတန်ထွက်လာတယ်။ယမင်းရုပ်ကလေးကခေါင်းလေးငယ်ကလှည့်ကြည့်ရင်မှန်တိုင်းပြောရရင်ဒီမျိုးလေးမှာသူစားဆက်နေခြင်းမသိတယ်။နေပြည်တော်ကိုမပြန်ခြင်းမူ။နောက်ပြီးဇေယဒီပတိုင်းကိုလည်းသူစားမသွားခြင်းမူ။ဒါပေမဲ့လည်းလေသူစားမှငင်းပိုင်ခွင့်မှမရှိတာ။သူစားနှုတ်ဆက်ခဲ့ပါရဲ့နော်။သူစားသူနှုတ်ထွက်စကားကြောင့်လှမ်းလှမ်းစားချီလန်းလို့ရက်သွားတယ်။ အန်ကိုကြည်ရင်တရွေးကိုသာမြှချမိရဲ့သူတခုခုကိုလွတ်လွတ်ကျွတ်ကျွတ်ပြောလိုက်ခြင်း ਨੇ ဒါပေမဲ့အဲ့ဒီစကားတွေကမချစ်မရဲစိတ်တွေနဲ့ယဉ်ဝါမှဆိုနေတယ်။ယမင်းယုံလေးကသူ့နှုတ်မှထွက်ကြလာမဲ့စကားနဲ့အတူသူ့မျက်လုံးကိုစူးစိုက်စွာစိုက်ကြည့်နေပါတယ်။ပြီးတော့တထေးလေးကိုသူစားတစ်ခုခုနားလည်လိုက်တယ်လို့ပဲ။ခန္ဓာကိုယ်ရဲ့ဘေဘက်တနေရာကဒင်းငနဲဆောင်ခုံနဲ့ နှခမ်းကိုဖိကရင်ဥကောင်ကအလိုလိုငုံမိသွားတယ်။ယမင်းယုတ်လေးကသူမရဲ့လက်နှစ်ဖက်ကိုတင်းတင်းလေးပိုက်ခါသူ့ကိုကြည့်ရင်သူစားလေးငယ်ငယ်ကပန်းလေးတွေပွင့်လာတာမြင်ရင်တိတ်ပြောတာပန်းမင်လေးတွေကိုလည်းတိတ်ချစ်တာချစ်လွန်းလို့ပန်းပွင့်လေးတွေကိုနဲ့အမြင်ရှိနေအောင်တင်းစီဖို့ကြိုးစားခဲ့ဘူးတယ်ပန်းလေးတွေကိုချိုးတယ်ပြီးရင်ယွန်းတစ်တာလေးတွေထည့်ပြီးတင်းတယ် ဒါပေမဲ့ရဲလေးနည်းနည်းကြာလို့ယွန်းတစ်တာဖုန်လေးကိုဖွင့်ကြည့်တဲ့အခါပန်းမွန်လေးတွေကအရင်လိုမဟုတ်တော့ဘူးတချို့လဲညှို့ရသွားတယ်တချို့ကပွင့်ဖက်ကလေးတွေကြွေကြကုန်တယ်ငါချစ်တယ်လို့သူတို့ငါ့ကိုမချစ်ဘူးဆိုပြီးသူစမှငငယ်ကဝမ်းနေလိုက်ရတာလေတကယ်တော့တထင်းလေးရဲ့ပန်းဆိုတဲ့အရာကအပင်ပေါ်မှာရှိနေတဲ့အချင်းဟာအလားဆုံးပဲသူမှကိုပိုင်လက်လက်ပိုင်ခွင့်ကိုပိုင်ရှင်တန်ခွင့်နဲ့ကိုပိုင်ဖူးပွင့်ခွင့်ရှိတယ်လေ နန်းတွင်တိတ်ဆိတ်စွာယမင်းရုပ်လေးပြောစကားရဲ့အတိတ်ပဲကိုဖော်နေမိတယ်။အများတန်းဆိုရရင်သူစားဟာပန်းကောင်းတစ်ပွင့်မဟုတ်ပါဘူး။တတိလေးကသာအပင်ပေါ်မှာသူ့အတိုင်းတင့်တယ်နေတဲ့ပန်းလေးတစ်ပွင့်မှာသူစားကြောင့်တတိလေးရဲ့ပွင့်ပတ်တွေကြွေကြသားမှဆိုးတယ်။ပြောပြီးပြင်းချင်းပဲတဲထွက်ကသွားတယ်။တလန်းနှလန်းသုံးလန်းစုံနေနေရမှာပဲတင် जा ပေးသူကိုရိုင်းပြလိုက်တော့တပည့်တယောက်လိုသူဆုံးမိသေးတယ် သူစားစီကျွန်တော်လာလင်မင်းနော်ခြေလန်းတို့ရက်သွားရင်ကြော်ပြလျက်မှာပဲတခွန်းဆိုတယ်သူစားကတော့မလာစီခြင်းဘူး